ရှင်နိုဝင်ဘာ18ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကတော့ဆော်ဒီမောဘတ်ကားနဲ့စီတင်ထရက်ကတိုက်ရာကအိန္ဒိယဝတ်ပြုခရီးသည်40ကျော်သေဆုံးခဲ့ပါတယ်။တောင်ကိုရီးယားရဲ့ fashion အသုံးဆောင်တွေအ धिक ပြန့်ဖြူးပို့ဆောင်တဲ့နေရာမှာအကြီးစားမေးလောင်မှုဖြစ်ခဲ့တာပါ။ Upstain ဖိုင်တွေထုတ်ပြန်ရေးထောက်ခံမဲ့ပေးဖို့ Trump တိုက်တွန်းပြီးဒီအမှုတွက်ဖုံးကွယ်ထားစရာအကြောင်းမရှိဘူးလို့ပြောဆိုလိုက်ပါတယ်။ဒီသတင်းတွေပြောပြပေးပါမယ်ရှင်။ ဆော်ဒီအာရေဗျမှာဘတ်ကားနဲ့စီဒင်ထရက်ကတိုက်မိရာကအိန္ဒိယဝတ်ပြုခရီးသည်40ကျော်သေဆုံးခဲ့ရပါတယ်။ဆော်ဒီရဲ့အစ္စလမ်ဘာသာရေးအထွတ်အမြတ်နယ်မြေတစ်ခုဖြစ်တဲ့မဒီနာမြို့မှာနိုဝင်ဘာ18ရက်နေ့မနက်အစောပိုင်းကဆိုးရွားတဲ့ယင်တိုက်မှုဖြစ်ခဲ့တာပါ။ဝတ်ပြုခရီးသည်အများစုကဟိုင်ဒါရာဘတ်ဒေသခံတွေဖြစ်ကြပြီးမက်ကာမြို့ကနေမဒီနာမြို့စီအလာမှာအခုလိုဖြစ်ဆိုးကြုံခဲ့ကြတာပါ။ ရင်နှစ်စီးတိုက်မိပြီးတဲ့နောက်စီတင်ရင်ကနေအပြင်းထန်မီးဆွဲလောင်တာကြောင့်လေအသေးအပြောက်အရန်များသွားတာဖြစ်ပါတယ်။ဘတ်စ်ကတစ်စီးလုံးလည်းမီးလောင်သွားခဲ့ကြောင်းအခင်းဖြစ်ချိန်ကအနည်းတဝိုက်မှာတခြားကားတွေရှိမနေခဲ့ကြောင်းရဲတွေက ပြောတာပါ။ရင်တိုက်မှုဖြစ်ခဲ့တာကဒေသစံတော်ချိန်မနက်တနာရီခွဲလောက်ကဖြစ်လို့ခရီးသည်အများစုအိပ်ပျော်နေပြီးရုတ်တရက်ကြရောက်လာတဲ့ကပ်ဘေးကိုရှောင်ချိန်မရခဲ့ဘူးလို့ဆိုပါတယ်။ဘတ်စ်ကပေါ်မှာပါလာသူတွေတဲက42ဦးသေဆုံးပြီး တဦးသာအသက်ရှင်ခဲ့တယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။သူ့ရဲ့ဒဏ်ရာအခြေအနေကိုတော့တိတိကျကျမသိရသေးပါဘူး။အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကဒီဖြစ်ရပ်အပေါ်အထူးတုံ့လှုပ်ကြေကွဲမိကြောင်းထုတ်ပြန်ခဲ့ပါတယ်။ရီယတ်မှာရှိတဲ့တန်ယုံနဲ့ဂျာတာမှာရှိတဲ့ကောင်စစ်ဝန်ယုံတို့ကစော်ဒီအာနာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးအကူအညီဖြစ်နိုင်သမျှကိစ္စတိုင်းအတွက်ပါဝင်ဆောင်ရွက်နေကြောင်းကြေညာခဲ့ပါတယ်။လက်တလုံးမှာတော့နာကျင်ကြေကွဲနေတဲ့မိသားစုဝင်တွေကိုကူညီဖို့ ဒဏ်ရာရခဲ့သူအများဆုံးတက်တာလာစေဖို့ဦးစားပေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီကလည်းထိခိုက်တက်ရောက်ခဲ့သူအားလုံးအတွက်စာနာကြောင်းအိန္ဒိယတန်ယုံနဲ့ကောင်စစ်ဝန်ယုံတွေကနေတဆင်လိုအပ်တဲ့အကူအညီတွေပေးဖို့အစိုးရကညွှန်ကြားထားကြောင်းလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်ရှင်။တောင်ကိုရီးယားနိုင်ငံရဲ့ဖက်ရှင်ကုန်စည်တွေဖြန့်ဖြူးပို့ဆောင်မှုအကြီးဆုံးရင်းမြစ်နေရာတစ်ခုမှာနိုဝင်ဘာ15ရက်နေ့ကအကြီးအကျယ်မိလောင်ခဲ့ပါတယ် တောင်ပိုင်းချွန်ချောင်းဒေသတွေကချောင်းနှမ်းမြို့မှာရှိတဲ့အီလန်ကုံစီတဲယူပို့ဆောင်ရေးဆောင်မှာမိလောင်မှုဖြစ်ခဲ့ပြီးဖက်ရှင်အဝတ်ထည်တန်းနဲ့ချီဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။မိလောင်မှုမှာပျက်စီးမှုတန်ဖိုးတွေအများများပြခဲ့ပေမဲ့ကံအားလျော်စွာနဲ့လူတွေထိခိုက်သေးကြတဲ့သတင်းမျိုးတော့မကြားခဲ့ရပါဘူး။ဖက်ရှင်အဝတ်ထည်တွေနဲ့တခြားကုံစီတွေတူလောင်ထားရပင်မအဆောက်အအုံကြီးမှာလောင်ကျွမ်းတဲ့မိကြောင်းထွက်ပေါ်လာတဲ့မိခိုလုံးကြီးတွေကိုကီလိုမီတာတော်တော်များများကွာဝေးတဲ့နေရာကနေ မြင်ခဲ့ရပါတယ်။ကုံလောင်ယုံကြီးတစ်ခုအဖြစ်တိဆောက်ထားတဲ့အဆောက်အုံရဲ့လေးထပ်ကနေမိဆာလောင်ပြီးအဆောက်အုံတစ်ခုလုံးကိုမြင်းမြတ်ဆက်ဆန်းကူးဆက်သွားခဲ့တာပါ။အဲ့ဒီထဲမှာမိလောင်လွယ်တဲ့ပစ္စည်းတွေအများအပြားရှိနေတာကလည်းအခြေအနေကိုပိုပြီးဆိုးသွားစေခဲ့တယ်လို့မိသားတက်ဖွဲ့ကပြောပါတယ်။မိလောင်မှုဖြစ်ခဲ့တဲ့နေရာမှာအဝတ်အထည်တွေဖက်နှက်တွေအိတ်တွေအပါအဝင် ဖက်ရှင်အသုံးဆောင်ဆက်တန်းကျော်ကိုတူလောင်ထားပြီး စတူရန်မီတာ3,900,000လောက်ကျယ်ဝန်းကျောင်းသိရပါတယ်။မီးအားကအရန်ပြင်းထန်တဲ့အတွက်တောင်ကိုရီးယားမီးသတ်တပ်ဖွဲ့ဟာတနင်္ဂနွေလုံးမှာမှဦးစံတမျိုးတည်းမှာပဲရှိနေသေးတယ်။ရေဖိအားအရန်များတဲ့ရေအမြောက်ကိုပါယူလာပြီးတုံးကြရတာပါ။အဲ့ဒီစနစ်ကတမယိုးကြမီးသတ်ကတစည်းရဲ့ရေတွန်းကန်အားထက်အစ20ပုံများပါတယ်။မနေ့ကလေးကစလောင်တဲ့မီးဟာတနေကောင်လောက်ကြာခဲ့ပြီးညပိုင်းအထိမီးသတ်ဝန်တန်းယာနဲ့ချီအလုံးလုံးရင်း မီးကျွဲမီးကြံတွေကိုနှိမ့်သက်ခဲ့ရပါတယ်။ပျက်စီးမှုတန်ဖိုးတိတိကျကျမသိရသေးပေမဲ့ထိခိုက်ဆုံးရှုံးမှုကတော့အများများခဲ့တယ်လို့တာဝန်ရှိသူတွေက ပြောတာပါ။မီးလောင်မှုစတင်တဲ့အကြောင်းရင်းကိုတော့သိကြမသိရသေးပါဘူး။အဲ့ဒီနေရာမှာပဲလွန်ခဲ့တဲ့9ရက်ကအသေးစားမီးလောင်မှုလေးတစ်ခုဖြစ်ခဲ့ပူပါတယ်။အဆောက်အအုံကိုပိုင်ဆိုင်တဲ့ Elan Group ကတော့ဒီဖြစ်စဉ်နှစ်ခုကြားမှာဆက်ဆက်မှုမရှိဘူးလို့ပြောပါတယ်။ Fashion အသုံးဆောင်တွေနဲ့ပတ်သက်ရင် နိုင်ငံရဲ့အကြီးမားဆုံးဖြန့်ဖြူးပို့ဆောင်ရေးဆုံးဖြစ်လာတဲ့အဲ့ဒီနေရာကို2014မှာစဖွင့်ခဲ့တာပါတနေ့ကို ပါဆဲထုတ်ပေါင်း9သန်းလောက်ထိပို့ဆောင်ပေးနေကြောင်းသိရပါတယ်ရှင် Upstain file တွေကိုလူသိရှင်ကြားထုတ်ပြန်ပေးဖို့အောက်လွတ်တော်ရဲ့အဆိုပြုမှုမှာပါဝင်ထောက်ခံပေးပေးတင်ကြောင်းသူရဲ့ Republican Party ဝင်အမတ်တွေကို American သမ္မတ Donald Trump ကတိုက်တွန်းလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ Abstain file တွေနဲ့ပတ်သက်ပြီး American အစိုးရစီမှာဖုံးကွယ်ထားခြင်းတဲ့ ဘာအကြောင်းရင်းမှရှိမနေလို့ဖြစ်တယ်ဆိုပြီးသူကပြောတာပါ2019ခုနှစ်ကအချင်းခန့်ထဲမှာကိုကိုကိုအဆုံးစီရင်သွားခဲ့တဲ့တန်ငယ်မတိမ်းမှုလူမောင်ခုံမှုတရားခံ Jeffrey Epstein ရဲ့အမှုအကြောင်းစုံစမ်းစစ်ဆေးထားတဲ့မှတ်တမ်းတွေကို Epstein Fine တွေလို့ခေါ်ပါတယ်အဲ့ဒီ find တွေက Trump ရဲ့သမ္မတသက်တမ်းမှာအာယုံနောက်ဆရာအကောင်ဆုံးအနောက်ရှက်တွေလည်းဖြစ်လာခဲ့ပါတယ်။အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တအူဖြစ်ခဲ့သူ Epstein ဟာ ထရမ့်အပါအဝင်နိုင်ငံတကာကစီးပွားရေးလုပ်ငန်းရှင်တွေအမှုပညာကျေပွင့်တွေနိုင်ငံရေးသမားတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာပြီးသား Epstein ဖိုင်တချို့မှာတော့ Trump ကိုရည်ညွှန်းတဲ့အကြောင်းအရာအချက်အလက်တွေကိုတွေ့ကြရပေမဲ့ Epstein ရဲ့ဆိုးရွားတဲ့လုပ်ရက်တွေမှာ American သမ္မတကိုယ်တိုင်ပါဝင်ပတ်သက်ဘူးပါတယ်ဆိုတဲ့အထောက်အထားတော့မတွေ့ရသေးပါဘူး။ တဖက်မှာလည်း upstate ဖိုင်တွေကိုအကုန်အစင်လူသိရှင်ကြားဖော်ထုတ်ပြဖို့တောင်းဆိုမှုတွေကို American ဆိုရကအစင်ဒီဇိုက်တားဆီးခဲ့တဲ့အတွက်ဒါကဝေဖန်မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။ Trump ရဲ့ Republican Party ဝင်တွေတဲမှာတောင်း upstate ဖိုင်တွေကိုလူသိရှင်ကြားထုတ်ပြတင်ကြောင်းတောင်းဆိုသူတွေရှိနေပါတယ်။ November 16ရက်နေ့မှာတော့ Trump က Upstate Fund တွေအကောင်အစင်ထုတ်ပြန်ပြီးတောင်းဆိုတဲ့မဲခွဲမှုတစ်ခုကိုမကြခင်အောက်လွှတ်တော်မှာလုပ်ဖြစ်ရင် Republican အမတ်တွေလည်းပါဝင်ထောက်ခံပေးပေးလို့ရပါတယ်ဆိုပြီးလူမှုကွန်ရက်မှာရေးသားခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ Abstain ကိစ္စမှာသူ့အနေနဲ့ဖုံးကွယ်ထားเสียဘာမှမရှိတာကြောင့်ပါလို့ Trump ကပြောပါတယ်။ Trump က Abstain ပြဿနာမှာသူ့နာမည်ကိုဆွဲထည့်တာဟာအတိုက်ခံ Democratic Party ဝင်တွေကြံစီအားထုတ်နေတဲ့အပုတ်ချလိမ်လည်မှုတစ်ခုသာဖြစ်တယ်လို့အကြိမ်ကြိမ်တုံ့ပြန်ဆွဆွဲခဲ့ပါတယ်။ Abstain ဖိုင်တွေအားလုံးကိုတရားရေးဝန်ကြီးဌာနကထုတ်ပြန်ပေးဖို့ကိစ္စ အောက်လွတ်တော်မှာမဲခွဲအတီးပြုတ်နိုင်မယ်ဆိုရင်အထက်လွတ်တော်မှာနောက်တစ်ဆင့်မဲခွဲလို့ခံယူရမှာပါပြီးရင်တော့ဥပဒေအဖြစ်အသက်ဝင်လာစေဖို့သမ္မတထရန့်ကလက်မှတ်ရေးထိုးအတီးပြုတ်ပေးရမှာဖြစ်ပါရဲ့ရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်